ဝတားရောက်ခဲ့တာအဲဝတားရောက်ခဲ့ပြီးတော့ဒီသားစုကိုလှုပ်ကြွေးခဲ့ရပါတော့ဒီသားလေးကိုလည်းကြောင်းခါကိုပိုင်ကြောင်းတိတ်လုံးပါတော့အဲ့လိုမျိုးနဲ့ဆယ်နှစ်အောင်ပြီးတော့လုပ်ငန်းခွင်နဲ့ဝင်တော့အမြင်နဲ့တက်တာသွားတာပေါ့အဲ့လိုမိရကျွန်တော်ညင်းတာ သူကအမေကတားတိုးဆောင်လို့ခုလဲသူကကျွန်တော်တိုက်ကျွန်တော်အဓိကတိုက်ခိုက်တဲ့သူကအမေပါပေါ့နော်ဒါလူဆုံလုံးပြပြရပါပေါ့နော်ကျွန်တော်ကကျွန်တော်ဝါသနာပေါက်ပါတယ်ဘာလို့ဆိုတော့ကျွန်တော်တို့မန္တလေးရမျိုးရိုးကလည်းတပင်းမျိုးရိုးရှိရယ်ပြီးတော့အဖွားကလည်းအဲ့လိုမျိုးရုပ်ရှင်မာရီဆိုတော့ extra ထည့်ရဆိုတော့အဲဝါသနာပါရယ်ဒါ့ဝိမဲ့လည်းမိရတော့ရုပ်ရည်အားဖြင့်လည်းတိုက်ခိုက်တယ်လို့မျိုးဟိုအတန်အားဖြင့်လည်းတားရယ်မင်းမဖြစ်နိုင်ပတ်စံနေမဖြုံးနဲ့ဆိုပြီးတော့ပြောရတော့အမေပါပဲဟုတ်အဲ့လိုမှလားပေါ်နာမှာပဲရှိသေးတယ် အဲ့တော့သူကရန်ကုန်သွားနေရမှာလေကိုကမင်္ဂလေးမှာဆိုတော့ရန်ကုန်သွားမှာဆိုလို့ကိုနဲ့ခွဲရမှာဆိုလို့ဟုတ်ကဲ့ပါဒါကတော့ကျွန်တော်ရဲ့မိမိပါဟုတ်ကဲ့မမပါအမေဆိုတာအမေပေါ့ဦးမေမေအောင်ဆိုတာအဖေပေါ့အမေလေးကဟုတ်ကဲ့ပါ ပြောပြပါဦးဒီနေ့ကတော့ကျွန်တော်လည်းကျွန်တော်ဘွားရဲ့ပထမအဦးဆုံးဒီ sign နဲ့ဒီဆိုပြပြရမယ်ဆိုတဲ့ကြောင့်မလို့မိကိုလည်းကြည့်စေလို့ခေါ်လိုက်တာကြားတဲ့နေလို့ကြားရတဲ့နေလေးပါအေးပြောပြပါဦးသားနဲ့ပွဲတဲရတဲ့ခံစားချက်လေးရမ်းကြော်တော့ပေါ့အချင်းဆိုတာလေးဘလို့ဒီမှာတန်းပထမဆုံးဆိုတော့လေရန်ကောင်းတယ်နားထောင်လို့ရန်ကောင်းတယ်စစ်ပြရပါဘယ်နည်းရလို့စကား ာတော့ပြပြပါပစ်တီလေးလည်းပြောတာပေါ့ကွာစင်ဝါစင်းကြီးချင်းသူကလမ်းအော်တယ်တောင်းနေတယ်အစတော့မမတစ်ချင်းဆိုတာလေတော့မမတစ်ချင်းအဲ့ကျွန်တော်ဟိုအမှာတော့မြန်မာဝေကင်းဆိုပြပါတယ်ညဒါပေမဲ့ဒီမှာကျမတန်စီလိုဆိုင်းဝိုင်းနဲ့အကြနာကတော့ပထမဦးဆုံးဖြစ်ဆိုပြပါတယ်မေချူရိုးရှင်မှာဆိုရတော့မေချူရိုးရှင်မှာလည်းဆိုရတယ်ပြီးတော့ကျွန်တော်တို့ဒီဘွဲမှာရောက်နေပြီးတော့ညကျွန်တော်တို့မန္တလေးကအမှုပညာကိုတကယ်တန်ဖိုးထားတယ်ညမအမှုပညာ ပြင်ဆင်ပေးဖို့ဆိုတာလည်းမြန်မာလူပညာကိုတံမိုးထားတယ်ပေါ့နော်အဲ့တော့ဒီလိုလူတွေရှိမှဒီဆိုဖြစ်ပေးရတဲ့အခါပြီးတော့ဒါသူထက်အကဆိုလည်းကျွန်တော်ဒီမြန်မာကျန်တဲ့ပတ်သက်လို့ဆိုရင်အခုတင်ပေးရဆရာပါအခုဆရာကြီးရှိမှဆိုရတာဆိုတော့အရန်ကိုစိတ်လှုပ်ရှားမှုကတော့နှစ်ပုံလုံးတုံနေပါတယ်လက်တွေရှိပေါ့နော်ဒါမဲ့လည်းထိန်းပြီးတော့တနိုင်တလောက်တော့ဒီဆိုလိုက်ပါပါရနားလည်လို့ပါအဲ့ဒါထပ်ဆိုရအောင်ပါအငိမ့်လေးဆိုတာနော် local လေးကြီးမလုံးလို့မရလို့ခင်ဗျာကျွန်တော်ပုံမှန်အားဖြင့်တော့ကျွန်တော်လည်းလုတ်တယ်ဒီနေ့ကဟိုစင်ချလိုက်ရကျွန်တော်တောင်ရှင်နဲ့လုတ်လို့မရဘူး ေတာဘူးလို့လို့မင်းအားကြောင့်မလှုပ်ရဲဘူးကြွကြောင်ပါဆိုရန်ပေါ့ကြည့်နေပါပြန်တိုင်းရဲ့ဟုတ်ပြီအဲ့ဒီတက်တယ်ဘယ်လဲလဲကျက်စုတင်ပါတယ်လို့အားပေးကြတယ်နော်ဒါပေါ့ဥစ္စာတော့မနေ့ကကျွေးဖို့ခဲ့တာအဲ့လားတော့ဥပါတူပါပဲ သူ့ဝါသနာပါတာသူကကိုဘူးအမေကကျွန်တော်ကိုညင်းတာသူကအမေကတားတူဆောင်လို့ခုလဲသူကကျွန်တော်တိုက်ကျွန်တော်အဓိကတိုက်ခိုက်တဲ့သူကအမေပါပေါ့နော်ဒါလူဆုံလုံးပြပြရမှာပေါ့နော်ကျွန်တော်ကကျွန်တော်ဝါသနာပေါက်ပါတယ်ဘာလို့ဆိုတော့ကျွန်တော်တို့မန္တလေးရမျိုးရိုးကလည်းတပင်းမျိုးရိုးရှိရယ်ပြီးတော့အဖွားကလည်းအဲ့လိုမျိုးရုပ်ရှင်မာရီဆိုတော့ extra ထည့်ရဆိုတော့အဲဝါသနာပါရယ်ဒါပေမဲ့လည်းမိရတော့ရုပ်ရည်အချင်းနဲ့တိုက်ခိုက်တယ်လို့မျိုးဟိုအတန်အားဖြင့်လည်းတားရယ်မဖြစ်နိုင်ပတ်စံနေမဖြုံးနေဆိုပြီးတော့ပြောရတော့အမေပါပဲ ဟုတ်ဘာပြရတာပါဘာပြရတာဘာမှမပြရလဲအဲ့တော့ကအဲ့တော့ကလားကိုနားမှာပဲရှိသေးတယ်လေအဲ့တော့ကိုရန်ကုန်သွားနေရမှာလေကိုကမင်္ဂလေးမှာဆိုတော့ရန်ကုန်သွားမှာဆိုလို့ကိုနဲ့ခွဲရမှာဆိုလို့အော်ကိုတော့ချောင်းပါချောင်းတော်တယ်လေအခုကမခွဲရတော့ဘူးတူတူပဲတူတူ ပထမဆုံး recording အဲ့အချင်းလို့တော့နားထောင်တော့ဘယ်လိုခံစားရလဲဟိုဟမ်အဲ့မန်လေးမှာမန်လေးမှာရတယ်အမေအဲ့ဘောတော့မကောင်းပါဘူးအော်ဖြစ်တာပေါ့မိဘရေဒီနောက်မှာရှိနေတာမိဘမဟုတ်ပါဘူးဖေလည်းဒီနောက်မှာရှိနေအဲဟိုဖုန်းဆက်ဆက်ပြီးတော့တခုခုဆိုနေမကောင်းတော့ဒီလိုပွဲတွေနေဆိုသူကလိုက်ပြန်နေကြည့်ကြည့်နေပြီးတော့ဥမာကိုကတော့နှာရီစီးတော့ပြစ်လိုက်တယ်ဆိုလို့ရှိရင်သူကခဏနေဖုန်းခေါ်ပြီး ဒါနှာခေါင်းသွေးယိုနေရဆိုကိုကပင်မန်းလို့အဲ့လိုမျိုးထိုင်လိုက်ပြီဆိုလို့ရှင်ပင်မန်းနေရလားဖျားနေရလားဖေကအမြဲတမ်းဖုံးဆက်တယ်အဲ့ဒါအဲ့ဒါတော့ဖေဖေကလည်းအဲ့လိုမျိုးချစ်တယ်လို့မိကလည်းချစ်ပါတယ်မောင်မြင်သေးပါဘူး။မောင်တော့မောင်တော့မောင်မြင်သေးပါဘူး။ကျိုးသားနေ။ဟုတ်တယ်ကျိုးသားနေလည်းထိုက်တန်လေးမှာပေါ့နော်။အခုလက်တလုံးခါလာနေရန်ပျော်တယ်ပေါ့။ ချိန်လည်းချိန်နဲ့ပါတယ်ဆင်းမှုပါဘူးခုခုချစ်တာပဲလေနော်ချစ်တာပဲလေသူ့ချစ်တဲ့ပြိတ္တတွေကိုလည်းချစ်တယ်လေချစ်တယ်လေ तू อ่ะ तू อ่ะအကုန်လုံးရဲ့အမိအတွက်တဲ့ကိုယ်တည်းဆောင်တဲ့ကိုကမှဟိုအခါလေပို့ပိတ်တယ်ကိုပြန်စရတယ်သူကအကုန်လုံးနေသမီးတော့အပါအဝင်အဲရန်နေတတ်တာသမီးတက်နေနေမှာဆိုဟိုကပို့တယ်ဟိုဟို တိုးတိရကျွန်တော်မဟုတ်တာမဟုတ်ဘူးဆိုတော့အဲကျွန်တော်လုတ်ချင်တာလေငွေကလေးအဲ့တကူတော့ဟိုအဖေနဲ့မိကအာကျွန်တော်အဖေနဲ့မိအတားကြက်ကတော့ကျွန်တော်လုတ်ချင်ရလို့လုတ်ချင်ရလို့ဆိုတာမမသရွေ့မပြောမားနေတာမပြောသေးဘူးပြောမှတကယ်တော့အရန်မားတော့မယ်ဆိုမှဒါထောက်ပြတွင်တင်ပါတော့နော်ဒါပေမဲ့ဟိုသုံးမရဲဒါပေမဲ့ပြိတ်ပင်တာမျိုးတစ်ခုမှမလုပ်ဘူးအဲကြောင့်မို့လို့ကျွန်တော်က ဟိုကျွန်တော်လုတ်ချင်တဲ့အရာတိုင်းကိုကျွန်တော်ရဲရဲဝံ့ဝံ့လုပ်ရဲတာပေါ့နော်အဲ့အဲ့အလေးထားလေးကတော့ဖိနေမိဖေးကပါတာပေါ့ဒီမှာလူချင်းတော့ကကြင်နေဆိုလို့ရှိရင်လည်းမကရဘူးဗျာညာအเจ้าနိုင်မှာသူ့ကိုရှိရလေအเจ้าအเจ้าမှာတော့ကရတယ်အဲ့လုတ်ချအားပြီးချက်လုတ်ဒါလည်းလို့အဲ့မှာကိုစနေပြေကြရဆိုရင်ဒါတင်ကန်းစာကြီးအဲ့လိုမျိုးတွင်တင်ခဲ့တဲ့မိသားစုအဲ့တော့အဲ့ဒီကိစ္စကတော့ဒါကြာလေမော်ရက်သားလေးမှာပါတယ်လူမျိုးရေးတိုင်းမှာဖြစ်တယ်နိုင်ပါလားပေါ့လူမျိုးရေးတိကျတဲ့လေကြွေးပါဦးဒါကမိဘပေါ်တိကျပါတယ် ငငငငလည်းလိမ့်လာတယ်လေကလေးငငငကနဲ့လည်းစိုးရတယ်မပါဘူးကလေးမတော်လေးတော့မတော်လေးချက်ဆုံးလေးချက်တော်လေးချက်တော်လေးဟမ်喂完。哎，完蛋了。哎，妹，今天我，你爸的，今天我。 ဟိုဖျားလို့ကိုးွယ်ရလေပြီလားအဲ့တော့ဘယ်တော့မှစိတ်ဆင်းရအောင်မလုပ်အဲ့တော့အဲ့အဲ့ဒါကလည်းဟိုအဲ့ဂျေဇူးတွေအဲ့မပြောရမလားမိဘဘောတိတက်လို့လည်းအခုလိုမျိုးအများကြီးတော့ဟိုလူချစ်လူခင်ခံရရလို့လည်းထင်ပါတယ်အမြဲတမ်းတော့ဟိုပုံမှန်တော့ကတော့ပါတယ်ကတော့လည်းကတော့ပါပဲကတော့ရတယ်ပါကျွန်တော်လည်းမအားတာလည်းပါနော်အဲဒါပေမဲ့ဘယ်တော့မှတော့စိတ်ဆင်းရအောင်မလုပ်ဘူးအများကြီးပါပဲသူပညာရှင်ပုံအဲ့လ ုံပေးတာလေအမေကိုအကုံစင်ဝယ်ပေးမှာပေါ့မေးလို့ချင်းဝယ်ပေးမယ်ဒီနေ့တော့အဲ့လိုမျိုးဝယ်ပေးမှာ300 400လောက်တော့သုံးလို့ပြောတာသုံးလို့ပေါ့ကွာဆင်းလေးနေတော့လည်းနော်တရမ်းကြိုက်တာသိလားရှောက်ပြောနေရအမေကဘတော်မှစိန်ကြောက်ဝယ်ပေးလို့မရသူ့ဝယ်ပေးချင်ရင်အခါတက်တာရတာပေါ့နော်သူက မန္တလေးကျွန်တော်အမေကရမ်းကက်စီနေဆိုတော့လေစုရတယ်သူလက်ကောက်လုတ်ပေးခြင်းနေဆိုလို့ရှိရင်အဲ့လိုမျိုးပုတ်လုံးလာဟာလာအဲ့လိုခေါ်လာဆန်းလာလည်းမလုံဘူးပေါ့နော်မလုံမလုံအဲ့လိုဝေးလေးယူထားတာဒါအခုဒီလိုကြာလာဆိုသူကဝေးစရာမရှိတော့အဲ့လာလေအဲ့တော့စိတ်တွေကူးကိုပဲဥစားရတာပေါ့နော်စင်ပါအောင်ဆိုစင်နေတာပေါ့အဲ့မြစ်စီစစ်တာပေါ့နော်စစ်စစ်တာပေါ့အဲ့လိုမျိုးပတ်စံဆိုလို့ရှိရင်ဟို တကယ်တော့ရှုံးဆိုလည်းအများကြီးတော့ရှုံးနိုင်မှာမဟုတ်ပါဘူး။ဒါပေမဲ့တို့အနေနဲ့ကြတော့လည်းဟိုမေတို့ကြတော့စီစစ်ခဲမေတို့စီစစ်ခဲလို့လည်းကျွန်တော်တို့ဒီလိုမျိုးနေနိုင်တာလေနော်။ဟုတ်လို့ရှိရင်ကျွန်တော်တို့အဆင်မပြေရကြပြီပေါ့။အဲ့တော့ဟိုကျေးဇူးတင်ပါတယ်။哦，他的糖老便宜，我打的了。啊，对了对了对了。哈哈，我打烊的了。哎，我打烊的，比如。 ဒီသားစုကိုလောက်ကြွေးခဲ့ရပါတော့ဒီသားလေးကိုလည်းတန်းခတ်ကိုပိုင်ကြောင်တိုင်လုံးပေါ့နော်အဲ့လိုမျိုးနဲ့ဆယ်နဲ့အောင်ပြီးတော့လုပ်ငန်းခွင်နဲ့ဝင်အဲ့တော့အမြင်နဲ့တက်တာဝါတာပေါ့ကျွန်တော်အိုးကတော့အေးစစ်စစ်နေရပါဘူး။ဒီတော့ကတော့ကိုယ်တိုင်တော့ ော်ဟုတ်ဟုတ်မရှက်ပါဘူးခင်ဗျာဒါဘောကမှန်တယ်နော်ဘာလို့ရှက်เสียရလဲရှက်เสียမှာလဲအဓိကကတော့ကျွန်တော်ငငယ်ကလေးကအိမ်မက်ကလည်းမိဘတွေကိုတတော်တတာနဲ့ပြည့်ပြည့်စုံစုံထားခြင်းနဲ့သူကောင်မှလုပ်เสียမလို့ပဲနဲ့အိမ်မှာပဲနေကျွန်တော်ရှာကြွေးခြင်းနဲ့စိတ်ကူကရှိတယ်အဲကြောင့်မို့လဲဆယ်တန်းပြီးကြရလုပ်လုပ်ငန်းကုန်ဝင်နေရတဲ့ပတ်စံဆိုလို့ရှိရင်အမေကိုပေးတယ်အိမ်မှာအမေပြန်ပေးတဲ့ဟာကိုပြောတော့အဲ့လိုမျိုးအဲအဲ့အတွက်လည်းအဲ့ကလေးကလည်းတည်တက်ခဲလို့လည်းကျွန်တော်တို့အများကြီးချစ်ခင်ရတယ်ပရိသတ်နေတာပဲ ိမ်ခုကားနဲ့ထားနိုင်ပြီဒီလိုရှင်ဘဝိုင်းနဲ့ထားနိုင်အောင်ကြိုးစားပါဦးကဖေးရောထားအော်ဖေးမိဘနှစ်ပါးလုံးလို့ပြောရယ်လေဟုတ်တယ်ဖေးကအရင်စိတ်ကောက်တာသူဒီဘက်မလာလို့သူကသိရသူမသိဘူးအမေကိုဒီဘက်ကိုခေါ်မှာဖေးမသိဘူးနော်ဒီဖေရောမမေရောဒီမမေဒါပေမဲ့အဖေကိုမန်လေးမှာအိမ်ဆောက်ဝင်မယ်။အေးကြောင်လို့။အော်မဟုတ်တာ။ဟုတ်ကဲ့ရောပြန်လာ။ဒီတော့ပြန်လာ။အော်ဒရင်ချုပ်မှာဒါဆရာရဲ့ဒီကြီးမိပါရဲ့အားလုံး ူကပြည်သက်တွေအားလုံးစိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းနဲ့ပြည့်စုံကြပါခင်ဗျာဒါစိတ်သွားတဲ့ကိုပါပြီးတော့စီးပွားရေးလည်းဒီလာတို့တက်ပါဘူးခင်ဗျာကျွန်တော်တို့ဒီကိုကြီးမှာခုလိုမျိုးဖိတ်ခေါ်ပြီးအစီအစဉ်လည်းဘူးစိတ်တိုက်ကြီးလဲဒီချက်မကပို့ပြီးတော့အောင်မြင်မှုတွေရရှိပါခင်ဗျာနေ၄၀ကျော်ကနေပြီးတော့နောက်ထပ်နှစ်ပေါင်းရှားချီထောင်ချီအောင်မြင်မှုကိုဆက်လက်ထိုးသိမ်းနိုင်ပြီးတော့စီးပွားရေးတိုးတက်ပါစေဆိုင်ခွဲတွေလည်းအများကြီးဖွင့်နိုင်ပါစေဟုတ်ကဲ့ဒီလိုဖြစ်စေဒီတို့ရတော့ပြောစရာမလိုပါဘူးကွာအရန်ကိုလက်နေတော့ဒီကောင်းလေးတွေတော့ရည်တည်ထားတာအားကြောင့် โอเคတက်ပြောပြမယ်เนาะတော့စိန်ကြယ်ဘူးစိန်တရဆိုလို့ရှိရင်မပေါင်း40ကျော်ရပ်တည်ထားပြီးတော့ဒါပထမတန်းစားစိန်ရင်းနဲ့ပဲဒါအခုလိုမျိုးကထေဝါဝါနဲ့ရောင်းချပေးနေပါတယ်ဒါအားလုံးဝေယူအားပေးလို့ရပါတယ်ခင်ဗျာဒါကြောင့်ကောင်းတဲ့မန္တလေးမှာလည်းရှိပြီးတော့ပြပါမိတ်ဆက်ပြဆိုင်ဆိုင်လေးရှိရယ်ဆိုတော့ဒီဝင်ကျင်တဲ့ပြည်မှာလည်းရှိရယ်မန္တလေးမှာလည်းရှိဆိုင်ဆိုင်လေးအများကြီးရှိရယ်အဲ့တော့အားလုံးပဲဟိုစိန်ဝင်မယ်ဆိုလို့ရှိရင်တော့ဒါစိန်ဝင်ပြီးတော့တတိယပါခင်ဗျအင်း